ယင်းလွေမြို့မှာနေရာကောင်းလေးရှာနေသူများအတွက်ဒီအိမ်လေးကမဖြစ်မနေကြီးရှုတဲ့နဲ့အိမ်ဒီတလုံးဖြစ်တာမို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်လိုက်တယ်ဗျဒီအိမ်လေးကဒီနေရာဆိုရင်ပြင်းလွေမြို့ရက်ွက်စက်ခွန်အနီးစခန်းကျွန်တော်ထောက်သကဝါလမ်းသွယ်လေးလမ်းမှာတည်ရှိတဲ့အိမ်လေးဖြစ်တယ်ဗျဒီအိမ်လေးရဲ့အလက်ရလည်းအရှိလက်ဒေါင်းကွက်ဖြစ်ပြီးတော့ကျွန်တော်မိတ်ဆွေများအနေနဲ့စိတ်ဝင်စားနိုင်မဲ့အနေထားလေးရှိတာမို့ကျွန်တော်ဒီနေ့မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုမိတ်ဆက်ပေးသွားမယ်ဗျ RC တထက်တိုက်အမျိုးအစားဖြစ်ပြီးတော့လူနေရန်ဖြစ်စေဆိုင်ခန်းဖွင့်ရန်ဖြစ်စေတော်တော်လေးအဆင်ပြေတဲ့ဒီနေရာလေးဖြစ်တယ်ဗျဒီအိမ်လေးရဲ့ခေါ်စင်းတော့လည်းတခါတည်းပြောသွားမယ်ဒီအိမ်လေးရဲ့ခေါ်စင်းတော့အသိန်း3800ညီနိုင်ရောင်းချပေးသွားမှာဖြစ်တယ်ဒီအိမ်လေးထဲကိုဝင်ဝင်ချင်းမှာပထမဆုံးသတိထားမဲ့အချက်လေးကတော့ဒီလိုခက်ခက်ညံ့ညားနဲ့တတ်တည့်ရဲ့ပြုလုပ်ပေးထားတဲ့အစီအဝင်လေးကိုကျွန်တော်အနေနဲ့ဥစွာသွားပြီးတော့တွေ့ရတယ်ဗျအိမ်ထဲကိုဝင်လိုက်ပြီးဆိုတာနဲ့ကျယ်ဝန်းလာတဲ့ဧကန်ကျယ်အနေထားတစ်ခုကိုကျွန်တော်အနေနဲ့တွေ့ရတယ် ဒီလိုမျက်နှာကျက်တွေဖက်မှာဆိုရင်လည်းဒီလို lighting လေးတွေဒီလိုမီးဆိုင်အလှလေးတွေနဲ့တသက်ရရလေးဒီအိမ်လေးကိုစနစ်တကျတိဆောက်ထားတာကိုကျွန်တော်အနေနဲ့ထပ်ပြီးတော့တွေ့ရတယ်။ဒီအဲ့ခန်းကျဲရဲ့ဘေးနှခုမှာဆိုရင်လည်းရိုးရိုးခန်းနှခန်းပါဝင်တယ်ဗျ။ဒီအခန်းထဲမှာပါဝင်တဲ့ဒီဗီဒီယိုတွေဒီကဒင်းတွေနောက်ပြီးတော့ဒီဇပွဲတွေဒီရေခက်တစ်တာတွေအားလုံးပိုင်းရှင်အနေနဲ့ fully funded အဖြစ်အနံ့ပေးသွားမှာဖြစ်တယ်။နောက်လူလက်ထဲကိုရရှိမှာဖြစ်တယ်ဗျ။ ဒါတော့ရေယိုခန်းနောက်တစ်ခန်းဖြစ်တယ်။ရေယိုခန်းနောက်တစ်ခန်းဆိုရင်လည်းဒါပတ်ဝန်းကျင်ပစ္စည်းတွေကိုအားလုံးထားသွားပြီးမှဖြစ်တယ်။နောက်ပြီးတော့အိမ်လေးရတယ်တက်တက်ရရတက်တက်ရှင်းလေးလည်းရှိတယ်ဗျ။ဒါတော့အိမ်ရဲ့အနောက်ဘက်ထမင်းစားခန်းနဲ့မိဖို့ခန်းတွဲလျက်တက်ဆင်ထားတဲ့နေရာလေးဖြစ်တယ်။ထမင်းစားခန်းနဲ့မိဖို့ခန်းရဲ့ဘေးဘက်မှာဆိုရင်လည်းဒီလိုကွန်မွန်တွိုင်းလက်နဲ့ရေချိုးခန်းရှော်ဝါလေးတွေကြောက်နေတဲ့တက်ဆင်ထားတာကိုသွားတွေ့ရတယ်ဗျ။ အိမ်ရဲ့အနောက်ဘက်မှာဆိုရင်လည်းအခုလိုမြေပိုလေးတွေလည်းကျန်ရှိပြီးတော့ဒီလိုရေစင်းတွေပါအပြင်ဘက်မှာထိုင်ထားတာမို့ကျွန်တော်ရဲ့မိတ်ဆွေတွေအနေနဲ့အဆင်ပြေပြီးတင့်တင့်တယ်လို့ကျွန်တော်အနေနဲ့ထင်မြင်တယ်ဗျဒါတော့အိမ်ရဲ့ဘေးဘက်ကကားကိုယ်တော်အဖြစ်အသုံးချလို့ရတဲ့ထားထားပြီးတဲ့ကားကိုယ်တော်အဖြစ်တိဆောက်ထားတဲ့နေရာလေးလည်းဖြစ်တယ်ကားကိုယ်တော်ရဲ့ဘေးပါဆိုရင်လည်းရူခန်းတခန်းကိုထည့်သွင်းတိဆောက်ထားတာကိုလည်းကျွန်တော်အနေနဲ့ထပ်ပြီးတော့တွေ့ရတယ်ဗျ ကားကိုယ်တော်ရဲ့အရှိတ်ဘက်မှာဆိုရင်လည်းအခုလိုမျက်စိဗရာဒဖြစ်စီတဲ့ဒီလိုတစ်ပင်စိမ့်စိမ့်လန်းလန်းလေးတွေနောက်ပြီးတော့အလှပန်းပင်လေးတွေနောက်ပြီးတော့ဒီမှာဒီလိုထင်းရှူးဗရီဒါအပင်မျိုးတွေအပြင်တော်ကပန်းပင်လေးများကိုလည်းစိုက်ပြထားတာကိုကျွန်တော်အနေနဲ့သွားတွေ့ရတယ်ကျွန်တော်ရဲ့မိတ်ဆွေများအနေနဲ့ဒီအိမ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်3904လုံး9148ကိုဆက်သွယ်မေးမြန်းပြီးတော့ကြည့်ရှုဝယ်ယူနိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်